ကနန်းတောက်လျှောက်ပို့ပေးလိုက်မယ်ကနန်းဆိုင်ကတော့ချိန်20မှကျွန်တော်ဒီ20ချိန်20အတွက်ပေါ့နော်အော်မှာကနန်းကိုရင်ပို့ထားလိုက်မယ်နော်ကနန်းဆိုင်ကတော့28ရက်နေမှာပို့ပေးမယ်နော်6ဘိတ်တစ်ချိန်2ချိန်3ချိန်4ချိန်ရအောင်မှာ6အဘိတ်လို့ဟုတ်မမတဲ့ကတော့မယူပြင်ကိုကိုကိုမယူရင်မဝင်ကန်းအကိုတို့လည်းဘာမှကြည့်လို့မရဘူးကျွန်တော်ပြောတာ နော်ယူမယ်ဆိုမှနော်ဝင်ခဲ့လာကျွန်တော်အလုပ်တွေကပို့လို့နော်6ပိတ်တစ်ချိန်နှစ်ချိန်3ချိန်4ချိန်ရအောင်ပါ6ပိတ်လို့ရတယ်ဒါလေးကနော်လေးကစီလေးပေါ့လေးကစီလေးကိုဆက်ပေးနိုင်လို့ဒါပြပေးတာပါကျွန်တော်အုံးမှာတော့ကျွန်တော်တို့ကပတ်လဲနော်ကျွန်တော်ရဒီမမာတွေရောပေါ့နော်ဒီငင်းတဲ့နော်မမာဝင်ထားတဲ့အကိုတွေရောနော်ခု ဒီကျိန်း၃၀သာအတွက်ယူထားတဲ့เนาะတကျိန်းစာ၁000နဲ့ယူထားတဲ့အကူတွေရောပေါ့เนาะကျွန်တော်ကဏန်းပြောထားတယ်เนาะထိုးထားပါကျွန်တော်၂၈နှစ်ကျော်ကျွန်တော်ကဏန်းဆိုင်ပို့ပေးမယ်เนาะထိုးထားပါเนาะ6ပိတ်တယ်တကျိန်း၂ကျိန်း၃ကျိန်း၄ကျိန်းရအောင်ပါ6နောက်ပိတ်တယ်เนาะထိုးထားပါဘိုင်ဘာတဲ့ကိုမယူယူပြင်မဝင်ခဲ့နဲ့ဗျ အကိုတို့လည်းကျွန်တော်အိုက်ထက်လည်းကျွန်တော်တင်တာလည်းမဟုတ်ဘူးတင်လို့လည်းအကိုတို့ဘာမှမြင်ရတာလည်းမဟုတ်ဘူးเนาะ Facebook ကမှเนาะဒီလိုအရန် site တွေเนาะကျွန်တော်ပြတဲ့ဟာလေးမြင်ရသေးရဲ့ Viber တဲ့ကဘာမှအကိုတို့လည်းမြင်ရတာမဟုတ်ဘူး6ຫນောက်ပိတ်เนาะ9ပေါင်း6လို့ရိုက်တယ်เนาะ9ပေါင်း6လို့ရိုက်တယ် ယူပြစ်လို့ကတော့ဘာမှလုံးရှင်းရှင်းလင်းလင်းလေးရယ်နော်6နောက်ပိတ်တယ်နောက်ပေါင်း6တယ်မယူပြစ်ဘဲနဲ့တော့မယူဘဲနဲ့မဝင်ခဲ့နဲ့ဗျမဝင်ခဲ့တော့ကျွန်တော်လည်းလှုပ်ရှုပ်တယ်အကိုတို့လည်းဘာမှမြင်ရတာလည်းမဟုတ်ဘူးဒါအရှင်းဆုံးလင်းဆုံးလေးရယ်ကျွန်တော်ပြောတာနော်6နောက်ပိတ်နောက်ပေါင်း6တယ်နော်ဒီမှာလည်းအဲ့လိုပဲเนาะ6နောက်ပိတ်တယ်နောက်ပေါင်း6တယ် အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကျွန်တော်ဒီလိုပြောလို့လဲနော်တမျိုးမမြင်နဲ့ဗျကျွန်တော်လည်းအများနဲ့လုပ်ငန်းလုပ်ရတာနော်ဒါအကိုဒီဟာကနော်မမခေါ်တဲ့အကိုတိုင်းသိပါတယ်နော်6နှောင်းပိတ်တယ်နောက်ပေါင်း6တယ်ဘာမှယူချင်တဲ့လူကဗျာဘာမှအကိုဟာမပြူနော်ငွေလွတ်ငွေလွတ်ပြီးပြည်သားလေးတင်ပို့လိုက်တာယူချင်တဲ့လူကအဲ့ ကြိုးကြောင်တွေကအဲဟူပို့ဒီပို့ပို့တာတွေကခွက်ကြတာဗျနော်ခနန်းဆိုင်ပြထားပြီပဲအရန်ဆိုင်တွေပြတယ်ဗျာအရန်ဆိုင်ပြတယ်ကျွန်တော်လည်းပုံဝင်လင်းလင်းပြောထားတယ်နော်ဒီမခါသုံးလုံး30ဖြစ်တယ်သူ့ရဲ့ဘေးမှာအိုးမယ်လို့ကျွန်တော်ကနော်အရင်ရင်ပွဲကလေးကလေးပြောထားတယ်နော်အရင်ရင်ကလေးတွေကလည်းပြောထားတယ်နော်လေးချိန်မှာယူထားတဲ့အကူတွေလည်းသိတယ်နော်လေးချိန်မှာဒီမှာခါသုံးလုံး30လို့ဖြစ်တယ်နော် ဒီရက်ဘေးမှာအိုးခဲ့တယ်ဒါပေမဲ့နော်မထွက်ခဲ့ဘူးနော်ဒီမှာကျတော့သူကခါသုံးလုံး30ဖြစ်တယ်နော်ဒီမှာခါသုံးလုံး30ဖြစ်တယ်ကျွန်တော်မလာနိုင်ဘူးလို့သူ့ရဲ့ဘေးမှာကျွန်တော်ပြောခဲ့တယ်နော်ဒီမှာခါသုံးလုံး30လို့ဖြစ်တယ်နော်သူ့ရဲ့ဘေးမှာနော်အောမယ်လို့ဒါကျွန်တော်အရင်ရင်ပွဲကလေးကတော့လည်းကျွန်တော်ပြောခဲ့တယ်နော် ယူပြစ်မှနော်ကေပေးဝေပေးရနေငွေလွဲငွေလွဲပြီပေါ့နော်ဘာမှလုံးမနေနဲ့အဲ့ငွေလွဲပြေတာလေးသာဘိုက်ပါနေပို့လိုက်ရတယ်ကျွန်တော်ဒေါ်လျှောက်ကျွန်တော်ဖွင့်ကြည့်တဲ့ချိန်တော့တွေ့တာနဲ့ကျွန်တော်ခဏန်းဒေါ်လျှောက်ပြောလိုက်မှာ28ရက်နေ့ကျကျွန်တော်ခဏန်းဆိုင်ပို့လိုက်အဲ့ရိုးရိုးရှင်းရှင်းလင်းရနော်6နောက်ပိတ်နောက်ပေါင်း6လို့ရိုက်တယ်ရိုက်လိုက်တာနဲ့ तू อ่ะသူ့ရဲ့နော်တပင်ကြမှာ လေးငါးကိုထွက်ထားတယ်အဲ့လေးငါးကိုကဘလို့ထွက်ထားလဲဆိုတော့ဒီနှလုံးပေါင်း30လို့ရိုက်ထားတယ်နော်ဒီချက်ဒီ2026နှစ်ကုန်တိသူက6နောက်ပိတ်နောက်ပေါင်း6လို့ရိုက်တာနဲ့ဒီဘက်မှာသူကဒီနှလုံးပေါင်းပိတ်နဲ့ထိတ်နဲ့30လို့ရိုက်တယ်အဲ့လိုရိုက်လိုက်တာနဲ့30 30ရဲ့ပါဝါ9ခါလို့ပြန်ရိုက်တယ် ဒီနှလုံးပေါင်း30 30ပါပါ9ခါလို့ပြန်ရိုက်တယ်9ခါလို့ရိုက်လိုက်တာနဲ့ဒီနှလုံးပေါင်း30ကြောင်းမလို့အပိတ်နဲ့ထိတ်နဲ့เนาะ30ကြောင်းမလို့ तू ကဒီသုံးလုံးပေါင်းလည်းလိုက်ပြီးတော့ဒီလေးလုံးပေါင်းပေါ့เนาะဒီလေးလုံးပေါင်းလည်းလိုက်ပြီးတော့30လို့ तू ထည့်ထားတယ်နောက်ပေါင်းနှစ်ရဲ့ နော်နောက်ပေါင်းနှစ်ရကိုးအပိတ်ရကိုးအပိတ်ရဒီလေးလုံးပေါင်း10လို့ရိုက်တတ်တယ်ဒီနှလုံးပေါင်း10ကြောင်းမလို့10ရပါပါ9ခါလို့ဝင်တယ်နော်9ခါလို့ဝင်လိုက်တာနဲ့ तू ကဒီနှလုံးပေါင်း10ကြောင်းမလို့ဒီ3လုံးပေါင်းဒီလေးလုံးပေါင်းလည်း10လို့ तू ထည့်ထားတယ်ဒါတည်းကရှိတယ်နော်ဒါတည်းကပေါင်းညင်းလေးသွားနေလို့နော်ပေါင်းညင်းလေးသွားနေလို့သူ့ရဲ့ဖြီးဆိုင်ကနော်ကျွန်တော်တို့6နောက်ပိတ်နောက်ပေါင်း6နော်ဒီ3လုံးပေါင်း2အဲ့2ကိုတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန် 6ကျင်းရဘေးမှာ2ရက်2ခတ်ရှီပေါင်းလေးလို့လည်းရိုက်တာနော်ရှီပေါင်းလေးလို့လည်းရိုက်တာ6နောက်ပိတ်တယ်နောက်ပေါင်း6တယ်သူ့ရဲ့တပင်းကြောင့်မှထွက်တာတကနာကနော်6 4ခွန်အဲ့6 4ခွန်ကဒီနှလုံးပေါင်းကိုးထားတယ်နော်ပိတ်နဲ့ထိတ်နဲ့ကိုးတယ်အဲ့ပိတ်နဲ့ထိတ်နဲ့ကိုးနော်ကျွန်တော်တို့ကိုးရဲ့ပါဝါလေးခါလို့ပြန်ရိုက်ထားတယ် အဲ့လေးခါလို့ပြန်လိုက်တာနဲ့ဒီနှလုံးပေါင်း၉ကိုသူကနောက်တွဲခွန်နဲ့ဒီနှလုံးပေါင်း၂နဲ့ကိုနော်သူက၉လို့ပြန်ရိုက်တယ်အရှာကြီးနော်ဒီမှာတော့30လို့ရိုက်တယ်နော်30 30ဘာဘာ၅ခါလို့လည်းရိုက်တယ်ဒီနှလုံးပေါင်း30ကြောင့်မလို့ဒီလေးလုံးပေါင်းလည်း30လို့ရိုက်ထားတယ်ဒီမှာကျတော့6နောက်ပိတ်နောက်ပေါင်း6တယ်ဒီနှလုံးပေါင်း9တယ်30ပြီးတော့9ရိုက်ထားတယ်9ရဲ့ပါဝါ၄ခါလို့ရိုက်တယ် လေးခါလို့ရိုက်တာနဲ့ဒီနှလုံးပေါင်းကိုးကြောင်မလို့เนาะဒီသုံးဒီလေးလုံးကလည်း like ကိုးလို့ထည့်ထားတယ်เนาะ तू อ่ะဒီသုံးလုံးပေါင်း6နောက်ပိတ်နောက်ပေါင်း6ဒီသုံးလုံးပေါင်းနှစ်အဲ့နှစ်ကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်6ချိန်ရဲ့ဘေးမှာနှစ်ရက်နှစ်ခတ်ရှီပေါင်း၄လို့လည်းရိုက်ထားတယ် ီမလာလို့ပဲနော်6နောင်းပိတ်တယ်နောင်းပေါင်း6တယ်နောင်းပေါင်း6လို့ရိုက်လိုက်တဲ့နာသူ့ရဲ့နော်တပင်းချာမှာထွက်တာတာ332အဲ့332ကဒီနှလုံးပေါင်းပြန်ရှစ်ထားတယ်အဲ့နှလုံးပေါင်းရှစ်လို့ရိုက်လိုက်တဲ့နာ၈ရဲ့ပါဝါ3ခါလို့ရိုက်တယ်3ခါလို့ရိုက်တာနဲ့ဒီနှလုံးပေါင်း၈အကြောင်းမလို့သူကဒီနောက်တွဲ3ရဲ့ဒီနှလုံး9ရဲ့နော်နောက်ပိတ်နှလုံး9ရဲ့ နော်ရှေးလို့ပြန်ရိုက်တယ်နော်အဲ့လိုရှေ့လို့ပြန်ရိုက်တာနဲ့ကျွန်တော်တို့ဒီမှာက30နော်ဒီမှာက9နော်နှလုံးပေါင်း9ဒီမှာနှလုံးပေါင်း8လို့ဝင်ထားတယ်နော်8လို့ဝင်လိုက်တာနဲ့ तू ကဒီနှလုံးပေါင်း နောက်ပိတ်နော်6နောက်ပိတ်နောက်ပေါင်း6ဒီသုံးလုံးပေါင်းနှစ်နှစ်ရနှစ်ခက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်ရဘေးမှာနှစ်ရနှစ်ခက်ရှီပေါင်း၄လို့လည်းရိုက်ထားတယ်။နော်ရှီပေါင်း၄လို့လည်းရိုက်ထားတယ်။ဒါတည်းကနော်သူကဖြီးဆိုင်တော့မဟုတ်ဘူး။နော်ကျွန်တော်လည်းလိုက်တာတော့လိုက်တယ်။နော်ဖြီးဆိုင်တော့မဟုတ်ဘူး။ပေါင်းချင်းလေးနဲ့သူသွားတာပေါ့နော်။6နောက်ပိတ်တယ်နောက်ပေါင်း6တယ်သူ့ရဲ့တပင်ကြမှာထွက်မှတ်ကဏ္ဍ နော်သူ့ရဲ့တပင်ကြမထွက်မဲ့ကနန်းကကျွန်တော်တို့ဒီမှာကနှလုံးပေါင်း10နှလုံးပေါင်း9နှလုံးပေါင်း8เนาะနှလုံးပေါင်း9မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့၄ပိတ်ရှိနေတဲ့အကြောင်းမလို့3ထိလို့ထဲမှာ9မယ်3ထိလို့ထဲမှာ9မယ်ပေါ့เนาะအဲ့3ထိလို့ ထည့်လိုက်တာနဲ့ဒီနှလုံးပေါင်းခွန်ခွန်ရဲ့ပါပါကိုနော်နှစ်ခါလို့ပြန်ထည့်ရမှာဗျနော်တခြားကြည့်နော်ဒီနှလုံးပေါင်း30 30 30ပါပါ5ခါနော်ငါခါ ਉ နော်ဒီနှလုံးပေါင်း30ကြောင်းမလို့ဒီလေးလုံးပေါင်းလည်း light 30တာတယ်30ပြီးတော့9နော်ဒီနှလုံးပေါင်း9 9ရဲ့ power 4ခါအဲ့4ခါလို့ဖြစ်လိုက်တာနဲ့ဒီနှလုံးပေါင်း9ကြောင်းမလို့ဒီလေးလုံးပေါင်းလည်း light ပြီးတော့9ထားတယ် ိုးပြီးတော့၈เนาะဒီနှလုံးပေါင်း၈တဲ့၈ရပါပါ၃ခါတယ်၃ခါလို့ရိုက်လိုက်တာ ਨੇ เนาะသူကဒီ၃လုံးပေါင်း၈ကြောင့်မလို့ခဏလေးเนาะလက်ကတုံထောက်ထားတာတုံဒီနှလုံးပေါင်း၈ကြောင့်မလို့သူကနောက်ထိုင်เนาะရှိဒီနောက်တွဲနဲ့ဒီနှလုံး၅နဲ့ကိုလည်းသူက၈လို့ရိုက်ထားတယ်ရှိပြီးတော့ကျွန်တော်တို့ကရှေ့ပေါင်းခွန်လို့ထဲပေါ်က၄နောက်ပိတ်ရှိတယ်၃ထိပ်ထဲမှာခွန်ဖြစ်မယ် ဒီနှလုံးပေါင်းခွန်ကြောင်ခွန်ရက်ပါပါနော်နှစ်ခါနော်ဒီနှစ်ခါလို့ထည့်လိုက်တာ ਨੇ ဒီနှလုံးပေါင်းခွန်ကြောင်လို့သူကဒီသုံးလုံးကလည်းလိုက်ခွန်အောင်ရှည်တွဲ9ရက်နောက်တွဲ9ရက်6ပိတ်ရက်နော်သူကခွန်ဖြစ်ဖို့ကနော်နောက်တွဲ9ရက်6အပိတ်ရက်ခွန်ဖြစ်ဖို့ကဆိုတော့ကျွန်တော်တို့က6ကမ္မနော် ဒီလေးလုံးကလည်း like ခွန်မယ်ပေါ့နော်သူကအပိတ်နဲ့ထိတ်နဲ့ခွန်ထားတော့နော်ဒီလေးလုံးကလည်း like ခွန်မယ်ဆိုတော့ကျွန်တော်တို့က326ဆိုတဲ့ date နော်326ဆိုတဲ့ date ပေါ့အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီ326 date ဆိုတာလည်းဒီနှလုံးပေါင်းဒီ၃လုံးပေါင်းနှစ်เนาะ6ပိတ်နဲ့နောက်ပေါင်း6နဲ့ နော်ဒီသုံးလုံးပေါင်းနှစ်အဲ့နှစ်ကလည်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ရဲ့ဘေးမှာနှစ်ရက်နှစ်ခတ်လေးလို့ရှေပေါင်းလေးလို့သူထည့်ထားတယ်ပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးနော်ဒါတော့ legacy ပေါင်းခြင်းဆိုင်ပါနော်ဒီမှာကသူကဒါကျွန်တော် organize site ကိုဒါရိတ်ရအောင်တော့ပြခဲ့မယ်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးပြောတာ ဒါတွေကတော့ဒီဒါတွေကမှန်ဆိုလို့ရှင်ရန်ကန်နောက်ပြတာเนาะရန်ကန်နောက်ပြတာကျွန်တော်ကခူးပွဲကိုเนาะအောမယ်လို့ပြောထားတယ်เนาะဒီဒီခါသုံးလုံး30လို့ဖြစ်ထားလို့ပေါ့เนาะခါသုံးလုံး30လို့ဖြစ်ထားတဲ့ဘေးမှာဒီချိန်မှာအောမှာเนาะဒီချိန်မှာเนาะချိန်20မှာအောမယ်ကနန်းကတခြားကြည့်เนาะကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံး ါအသွာကနန်းရဲ့အသွာအလာလေးတွေပြခဲ့မယ်။နော်ကနန်းရဲ့အသွာအလာလေး။ဆိုတော့ဒီ2025ကမှလှုပ်ထတာကစီနီယံထွက်ထားတယ်။နော်အဲ့စီနီယံကိုတစ်ကြိမ်၊၂ကြိမ်၊၃ကြိမ်၊၄ကြိမ်၊၅ကြိမ်၊၆ကြိမ်၊၇ကြိမ်၊၈ကြိမ်မှာစီနီယံပြန်ထွက်တယ်။ကျွန်တော်ကဒီခါသုံးလုံးတစ်စေးလို့ဖြစ်ထားတဲ့ဘေးမှာ ဒီမှာစီနီယံကြခဲ့တော့ဒီမှာစီနီယံမကြနိုင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာ तू ကစီနီယံထည့်ခဲ့တာ तू ရထက်ကိုနော်ဒီခါသုံးလုံး30ရက်ဇောင်းကို तू ကထည့်ခဲ့တော့ဒီချိန်မှာကျွန်တော်တို့ကစီနီယံမဟုတ်တော့ဘူးလို့ဒါကျွန်တော်ပြောခဲ့တယ်နော်အဲ့မှာခါသုံးလုံး30ရက်ဘယ်မှာလာဖြစ်လဲဆိုတော့ခါသုံးလုံး30ရက်ဒီမှာလာဖြစ်တယ်နော် तू ကနေယူထားတာက ကျွန်တော်တို့ပထမစီနီယံကနေယူထားတာတစ်ချိန် 2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မှာနော်စီနီယံထည့်ထားတယ်ဒီကြိမ်မှာမလာနိုင်တော့ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာကကျွန်တော်တို့2ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မှာဒီကြိမ်မှာကဒါစီနီယံအားသာသွားပြီဘာလို့လဲခါသုံးလုံးကလည်းတစ်စီလို့ဖြစ်သွားပြီစီနီယံနော်ဟိုမှာကနော် တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်မှာစီနီယံထည့်ထားတယ်။ဒီမှာလဲတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်မှာစီနီယံဒါရွှေစေသားရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးเนาะကျွန်တော်ဒါစီနီယံ၁ကွက်เนาะစီနီယံ၁ကွက်ဆင်ကြည့်လိုက်ဗျာပက်လေထိုးကွက်60เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကွက်60ထိုးမလားတကွက်ထဲထိုးဒီတကွက်ထဲနဲ့ တစ်ခွက်ကိုတင်ပြီးငါးခွက်ကိုညံမလားเนาะအထိုင်းတော့ရှားနေတယ်လောလောဆယ်တော့ပတ်လဲတော့ယင်ပို့ထားတယ်เนาะဒီမှာလည်းအဲ့လိုပဲကျွန်တော်ဒီမှာစီနီယာ89စီနီယာ89စီနီယာနဲ့အပေါ်က6ခွက်เนาะရှီပေါင်း10နောက်ပေါင်း10နဲ့6ခွက်လို့ခံပြီးမှသူ့နေထဲမှာစီနီယာထွက်ထားတယ်ဒီမှာလည်းသူက6ခွက်ထားတယ်ရှိပေါင်း9နောက်ပေါင်း9လို့ခံထားတယ်ဒီချိန်မှာစီနီယံကိုကျွန်တော်တို့ကအဲ့လိုကြောင်းမလို့អော်ခိုင်းတာ ူ့နေထဲမှာလှုပ်ထတာကသူ့မှာကြင်ရင်က၈ကြိမ်กว่าမှာစီနီယံထဲ့တယ်ဒီမှာ၆ခွထားတယ်အဲ့သူ့အောင်မှာစီနီယံထဲ့ထားတယ်ဒီမှာလည်း၆ခွထားတယ်သူ့အောင်မှာစီနီယံအော်ဂနနော်လောလောဆယ်ကနန်းဝန်တော့ယင်ပြောထားတယ် site က28ရက်နေမှာပို့မယ်နော်အားလုံးကျွန်တော်ရဲ့မရှိတငယ်ချင်းများအားလုံးစီနီယံ၁၀ခွရှိတယ်ဘက်လက်ထုံးမှာဆိုကွာ60ရှိတယ် ြိုက်ထိုးအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးကျွန်တော်တို့က6ကွက်ထဲတဲ့အော်မှာနော်6ကွက်ထဲကိုတကွက်အထိုင်ရှာပြီးတော့အော်မယ်ကျန်တဲ့5ကွက်ကိုရန်ထိုးထိုးမယ်လောလောဆယ်တော့ကျွန်တော်ပို့ထားတာကပက်လယ်ပို့ထားတယ်နော်ပက်လယ်လေးရင်ထိုးထားပေါ့ဗျာနော်ဒါအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးမမတွေရောเนาะကျွန်တော်စီမှာတကြိမ်စာယူထားတဲ့အကူတွေရောပေါ့เนาะအားလုံးပဲကံကောင်းကြပါသေးတာ 3 2 6တဲ့ပါဒီလိုင်းရနော်ပေါင်းညင်းလေးနဲ့သွားလေးဒီအားလုံးပဲနော်ကံကောင်းကြပါသေးဗျနော်ရန်ကနန်းလေးနေနဲ့3 2 6တဲ့ပါ